နျူကလ িয়ার ဆိုတာကမ္ဘာပေါ်ကနိုင်ငံတိုင်းလိုချင်ပိုင်ဆိုင်ကျင်ကြတဲ့အိမ်မက်ကြီးတစ်ခုဖြစ်ပါတယ်။ဒါကမ္ဘာလုံးကိုဖျက်ဆီးပစ်နိုင်တဲ့အင်အားကြီးဆုံးလက်နက်ဖြစ်တာကြောင့်ဒီလက်နက်ကိုသာပိုင်ဆိုင်ထားမယ်ဆိုရင်ဘယ်သူကမှခရရနေစရာမလိုပဲခေါင်းမော့ရင်ကော့လို့သာနေနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်တချို့နိုင်ငံတွေကနျူကလ িয়ার အစီအစဉ်ကိုတိတ်တိတ်ပုံလုတ်ကန်နေကြတာရှိသလိုတချို့ကတော့ပေါ်တင်ကြီးကြေညာပြီးလုတ်ကန်ကြပါတယ်။ဒီနေ့မှာတော့ကျွန်တော်နဲ့အတူနျူကလ িয়ার နဲ့ပတ်သက်ပြီးဘယ်နိုင်ငံတွေက ဘယ်အတိုင်းဒါထိရောက်နေကြပြီလဲဆိုတာလေးလာကြည့်ကြရအောင်ပါအမေရိကန်ကပထမဆုံးနျူကလ িয়ার ဘုံးကိုဂျပန်မှာကျေချခဲ့တာဟာအခုဆိုရင်နှစ်ပေါင်း80ကြာခဲ့ပြီပါဘီ ဒါပေမဲ့အခုလက်ရှိအချိန်မှာအီရန်ရဲ့နျူကလ িয়ার စီစဉ်ဟာအရှိအလေပိုင်းမှာဖြစ်ပျက်နေတဲ့ပြည်ပခါတွေအကုန်လုံးကိုအရှိန်တက်လာစေခဲ့တဲ့အဓိကအကြောင်းတစ်ခုဖြစ်နေပါတယ်။ဂျွန်လအတွင်းအစ္စရေးနဲ့အမေရိကန်ငပွားကြီးတို့ကအီရန်ရဲ့နျူကလ িয়ার ဆက်ယုံနေရာတွေကိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ဇူလိုင်လ2ရက်နေ့မှာအီရန်သမ္မတကဥပဒေတရက်ကိုလက်မှတ်ရေးထိုးအတည်ပြုလိုက်ပါတယ်။အဲ့ဒီဥပဒေကတော့ကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့နိုင်ငံတကာနျူကလ িয়ার စွမ်းအင်အေဂျင်စီနဲ့သူတို့အီရန်နိုင်ငံပူးပေါင်းဆောင်ရွက်နေတာကို ဆိုင်းငံ့လိုက်တာပါအစ္စရေးနဲ့အမေရိကန်ကပွားကြီးတို့ကတော့သူတို့ရဲ့တိုက်ခိုက်မှုဟာအီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ကြိုးစားနေတာကိုဟန့်တားဖို့အတွက်မဖြစ်မနေလှုပ်ဆောင်ရတဲ့အလုပ်ဖြစ်တယ်လို့အတန်ကောင်းဟစ်ကြပါတယ်အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အီရန်ရဲ့နျူကလ িয়ার နေရာတွေဘလောက်အတိုင်းအတာထိပျက်စီးသွားသလဲဆိုတာဘယ်သူမှမသိနိုင်ပါဘူးဒါကြောင့်အီရန်ဟာကုလသမဂ္ဂနဲ့ခွာပြဲပြီးတဲ့နောက်အဲ့ဒီအကွဲပြဲဟာကောင်းတဲ့အလားအလာတစ်ခုတော့မဟုတ်ပါဘူး ဟိုးအရင်လွန်ခဲ့တဲ့55နှစ်ကလေးကကမ္ဘာပေါ်မှာနျူကလ িয়ার လက်နက်တွေထပ်ပြီးမများလာစေဖို့အတွက်ကုလသမဂ္ဂကနျူကလ িয়ার လက်နက်မပြန့်ပွားရေးဆိုင်ရာစာချုပ် Non Proliferation Treaty နဲ့ကန့်သက်ထားခဲ့ပါတယ်။ဒီစာချုပ်ကကမ္ဘာပေါ်မှာနျူကလ িয়ার လက်နက်တွေထပ်မပေါ်ပေါက်လာစေဖို့အတိုင်းအတာတစ်ခုအထိအကူအညီပေးခဲ့ပါတယ်။ဒါပေမဲ့အီရန်ဟာအမေရိကန်တို့ရဲ့ပုံကျဲတာကိုခံခဲ့ရပြီးတဲ့နောက်ဒီစာချုပ်နဲ့ခွာပြဲသွားခဲ့ပါပြီ။အီရန်ရဲ့အထင်းကုန်မဲ့တကူတော်နျူကလ িয়ার အစီအစဉ်ဟာ ကဘာကြီးအတွက်ကောင်းတဲ့အလားအလာတစ်ခုတော့မဟုတ်ပါဘူး။နျူကလ িয়ার လက်နက်တွေပိုင်ဆိုင်တယ်လို့အများကသိထားကြတဲ့နိုင်ငံ၉နိုင်ငံရှိပါတယ်။သူတို့ကဒီလက်နက်တွေကိုဘယ်လိုရခဲ့ကြသလဲ။တခြားနိုင်ငံတွေကရောနျူကလ িয়ার လက်နက်တွေရနိုင်မလားဆိုတာဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ပါ။အမေရိကန်ပြည်ထောင်စုရုရှားဗြိတိန်တရုတ်ပြင်သစ်အိန္ဒိယပါကစ္စတန်အစ္စရေးမြောက်ကိုရီးယားတို့ဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ကြတယ်လို့များကသိထားကြပါတယ်။ ဒါပေမဲ့ချင်းချက်အနေနဲ့တော့ဒီနိုင်ငံတွေထဲမှာအစ္စရေးကသူတို့မှာနျူကလ িয়ার လက်နက်ရှိကြောင်းဘယ်တော့မှမအတည်ပြုပြီးတော့ထုတ်မပြောခဲ့ပါဘူးဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်ကမဟတ်တန်စီမံချက်နဲ့နျူကလ িয়ার လက်နက်ကိုလျှို့ဝှက်ထုတ်လုပ်ပြီးပထမဆုံးနျူကလ িয়ার ပါဝါနိုင်ငံဖြစ်လာခဲ့ပါတယ်ကမ္ဘာမှာသူတော်ကောင်းလို့သူရဲကောင်းနာမည်တွေယူနေတဲ့အမေရိကန်ကပဲ1954ခုနှစ်မှာသူတို့ရဲ့နျူကလ িয়ার ဘုံးကိုဂျပန်နိုင်ငံကမြို့ကြီးနှစ်ခုစီကိုကျဲချခဲ့ပါတယ် ဒီဘုံးတွေရဲ့တန်းကြောင့်အနည်းဆုံးလူပေါင်း2သိန်းသေချေခဲ့ရပါတယ်။အမေရိကန်ဟာနျူကလ িয়ার ဆိုတဲ့လက်နက်ကြီးကိုပထမဆုံးအသုံးပြုခဲ့တဲ့သူဖြစ်ပြီးအင်အားကြီးဆုံးလက်နက်ကိုပိုင်ဆိုင်ခဲ့တာကြောင့်တကဘာလုံးကသူ့ကိုဖိမ့်ဖိမ့်တုံအောင်ကြောက်ခဲ့ကြရပါတယ်။ဒုတိယကမ္ဘာစစ်အပြီးနှစ်နှစ်တောင်မကြာသေးတဲ့အချိန်မှာပဲအမေရိကန်နဲ့ရုရှားတို့ကပါဝါပြိုင်ကြတဲ့စစ်အေးတိုက်ပွဲဆိုတာကြီးစတင်ခဲ့ပါတယ်။အဲ့ဒီစစ်အေးကနှစ်ပေါင်း40ကျော်ကြာခဲ့ပြီးနျူကလ িয়ার ဆက်ပွဲဖြစ်လာတော့မယ့်အထိ တည်မာမှုတွေအရှိန်တက်ခဲ့တဲ့အဖြစ်မျိုးတွေအထိရောက်ခဲ့ကြပါတယ်။ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာရုရှားတို့ကအလွတ်မြုပ်ပုံးကိုထုတ်လုပ်ဖို့စတင်စ조사ခဲ့ကြပြီး1946ခုနှစ်မှာအောင်မြင်စွာစမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပါတယ်။အမေရိကန်တအူးတဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်နေဆိုတဲ့အခြေအနေကိုဖျက်သိမ်းလိုက်ပါတယ်။အဲ့ဒီနောက်ပိုင်းပိုပြီးတော့ဖျက်အားပြင်းတဲ့နျူကလ িয়ার လက်နက်တွေကိုနှစ်နိုင်ငံစလုံးကထုတ်လုပ်ခဲ့ကြပါတယ်။အဲ့ဒီနောက်15နှစ်အတွင်းနောက်ထပ်3နိုင်ငံက နျူကလ িয়ার လက်နက်ပိုင်တဲ့နိုင်ငံတွေဖြစ်လာပါတယ်။ဒုတိယကမ္ဘာစစ်တုန်းကအမေရိကန်နဲ့နျူကလ িয়ার လက်နက်ထုတ်ဖို့တွဲလုပ်ခဲ့တဲ့ပြည်တွင်က1952ခုနှစ်မှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်လာခဲ့ပါတယ်။အဲ့ဒီနောက်1960မှာပြင်သစ်1964ခုနှစ်မှာတရုတ်တို့ကနျူကလ িয়ার ပါဝါနိုင်ငံတွေဖြစ်လာပါတော့တယ်။1960ခုနှစ်တွေထဲမှာနျူကလ িয়ার ပါဝါနိုင်ငံ၅နိုင်ငံအထိတိတိပပပေါ်ထွန်းလာခဲ့ပါတယ်။ အမေရိကန်ဆိုဗီယက်ပြည်ထောင်စုပြည်တိန်ပြင်သစ်တရုတ်တို့ဖြစ်ပါတယ်။ဒါပေမဲ့နျူကလ িয়ার လက်နက်တွေထပ်ပြီးပေါ်ထွန်းလာမှာကိုတော့လူတွေအကြားထိတ်လန့်စိုးရိမ်မှုတွေကြီးထွားလာခဲ့ပါတယ်။ဒါကြောင့်ဥလသမဂ္ဂကနောက်ထပ်နျူကလ িয়ার လက်နက်တွေမပြန်ပွားဖို့နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးကိုအားပေးဖို့နဲ့နျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းတဲ့ရည်ရွယ်ချက်တွေနဲ့အသုံးချဖို့စတဲ့ရည်ရွယ်ချက်တွေနဲ့နျူကလ িয়ার လက်နက်မပြန်ပွားရေးစာချုပ် Non-Proliferation Treaty ကိုချုပ်ဆိုကြပါတယ် စာချုပ်က1990ခုနှစ်မှာအသက်ဝင်လာပါတယ်။ဒါပေမဲ့နိုင်ငံတွေအကုန်လုံးလက်မှတ်ရေးထိုးတာမဟုတ်တယ်လို့နျူကလ িয়ার လက်နက်ပြန်ပွားတာကဆက်ဖြစ်နေပါတယ်။အိန္ဒိယကနျူကလ িয়ার လက်နက်ကို1994ခုနှစ်မှာ ပိုင်ဆိုင်ခဲ့ပြီးတော့ပါကစ္စတန်က1998ခုနှစ်မှာပိုင်ဆိုင်ခဲ့တာပါ။ဒီနှစ်နိုင်ငံစလုံးကနျူကလ িয়ার လက်နက်မပြန်ပွားရေး NPT စာချုပ်ကိုလက်မှတ်မထိုးထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်ဆိုတာတစောင်းစင်းနဲ့မျက်ချီလိုတစ်ဖက်နဲ့တစ်ဖက်ကအင်မတန်ရန်လိုကြတဲ့နိုင်ငံတွေဖြစ်ပါတယ်။အစ္စရေးကလည်းစာချုပ်ကိုလက်မှတ်မထိုးပါဘူး။ဒေသအတွင်းမှာချင်းချောက်မှုတွေရှိတယ်။သူ့ရဲ့အိန္ဒိချင်းနိုင်ငံတွေကသူ့ကိုရန်လိုနေတယ်။စတဲ့အကြောင်းပြချက်တွေနဲ့သူတို့ကနျူကလ িয়ার မပြန်ပွားရေးစာချုပ် NPT ကိုလက်မှတ်မထိုးအောင်။နျူကလ িয়ার ကိစ္စနဲ့ပတ်သက်ပြီးဘယ်တော့မှပွင့်ပွင့်လင်းလင်းပြောတာမျိုးသူတို့မလုပ်ပါဘူး။နျူကလ িয়ার လက်နက်တွေပိုင်ဆိုင်သလားဆိုတဲ့ကိစ္စကို ဘယ်တော့မှအတီမပြုတ်သလိုဘယ်တော့မှလည်းငင်းဆိုတာမျိုးမရှိပါဘူးခမရတို့ထင်မှတ်ထားတယ်မြောက်ကိုရီးယားကမှနျူကလ িয়ার မပြန့်ပွားရေးစာချုပ်ကိုလက်မှတ်ထိုးထားတဲ့နိုင်ငံဖြစ်ပါတယ်ဒါပေမဲ့အမေရိကန်နဲ့တောင်ကိုရီးယားတို့ပူးတွဲစည်းရေးလေ့ကျင့်တာတွေကိုမြင်ခဲ့ရပြီးတဲ့နောက်2003ခုနှစ်ကမှသူတို့စာချုပ်လက်မှတ်ထိုးထားတာကိုပြန်ရုပ်သိမ်းလိုက်တာပါ2006ခုနှစ်မှာမြောက်ကိုရီးယားကနျူကလ িয়ার လက်နက်စမ်းသပ်ဖောက်ခွဲမှုတစ်ခုပြုလုပ်ခဲ့ပါတယ် အဲ့ဒီနိုင်ငံတွေအပြင်နျူကလ িয়ার လက်နက်မပြန်ပွားရေးစာချုပ်ကိုလက်မှတ်မထိုးတဲ့တခုတည်းသောနိုင်ငံကတော့2011ခုနှစ်မှာတည်ထောင်ခဲ့တဲ့တောင်ဆူဒန်နိုင်ငံဖြစ်ပါတယ်။ဘရာဇီး၊ဆွီဒင်၊ဆွစ်ဇာလန်စတဲ့နိုင်ငံတွေဟာနျူကလ িয়ার အစီအစဉ်ကိုလုပ်ဖို့အစပြုခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့ဒီအစီအစဉ်ကိုစွန့်ခွာသွားခဲ့ကြပါတယ်။တောင်အာဖရိကနိုင်ငံကတော့နျူကလ িয়ার လက်နက်ကိုအောင်မြင်စွာထုတ်လုပ်နိုင်ပြီးမှဒီလက်နက်တွေကိုဖြုတ်သိမ်းပစ်သလိုနျူကလ িয়ার အစီအစဉ်ကိုလည်း လုံးဝဖျက်သိမ်းပစ်လိုက်တဲ့တခုတည်းသောနိုင်ငံဖြစ်ပါတယ်1991ခုနှစ်မှာဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲသွားပြီးတဲ့နောက်အသစ်ပေါ်ထွန်းလာတဲ့ယူကရိန်းဘယ်လာရုကာဇက်စတန်စတဲ့နိုင်ငံတွေဟာနျူကလ িয়ার လက်နက်တွေအမွေရသွားခဲ့ပါတယ်ဒါပေမဲ့သူတို့ကဓာတ်တွေကိုစွန့်လွတ်ခဲ့ပါတယ်ယူကရိန်းဟာ1994ခုနှစ်ဘူတာပတ်သဘောတူစာချုပ်အရအမေရိကန်၊ဗြိတိန်၊ရုရှားတို့စီကနေလုံခြုံရေးအာမခံချက်ရယူပြီးအပြန်အလှန်အားဖြင့် ူ့ရဲ့နျူကလ িয়ার လက်နက်တွေကိုစွန့်လွတ်ခဲ့ပါတယ်။အစိုးရတွေဟာသူတို့နိုင်ငံကနေပိုင်ဆိုင်ထားတဲ့နျူကလ িয়ার လက်နက်ဆိုင်ရာအသေးစိတ်အချက်လက်တွေကိုထုတ်ပြောတာမျိုးသိမရှိတဲ့အတွက်နိုင်ငံအလိုက်နျူကလ িয়ার လက်နက်တွေဘလောက်ပိုင်ဆိုင်ကြတယ်လဲဆိုတာသိရဖို့အင်မတန်ခက်ခဲပါတယ်။ဇန်နဝါရီလ2025ခုနှစ်မှာကမ္ဘာနျူကလ িয়ার ပါဝါနိုင်ငံတွေပိုင်ဆိုင်ထားတဲ့နျူကလ িয়ার ထိပ်ဖူးပေါင်း12240ခုရှိကြောင်းသိရတယ်လို့အဲ့ဒီထဲမှာရုရှားနဲ့အမေရိကန်ပိုင်ဆိုင်တာက 60ရာခိုင်နှုန်းဖြစ်ပါတယ်။နျူကလ িয়ার ထိပ်ဖူးပေါင်း1000ကျော်ဟာကမ္ဘာကြီးကိုစက္ကန့်ပိုင်းအတွင်းပြာပြစ်သွားစေနိုင်ပါတယ်။ဂျွန်လာကအစ္စရေးနဲ့အမေရိကန်တို့ကအီရန်ရဲ့နျူကလ িয়ার နေရာတွေကိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ရဲ့နျူကလ িয়ার စီစဉ်ဟာဆယ်စုနှစ်များစွာနောက်ပြန်ရောက်သွားပြီလို့ပြောပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုနှစ်နှစ်လောက်ပဲနောက်ကျသွားအောင်လုပ်နိုင်တယ်လို့ပင်ဒဂွန်စစ်ဌာနချုပ်ကဇူလိုင်လအတွင်းမှာပြောပါတယ်။ တကယ်လို့သာအီရန်ကနျူကလ িয়ার လက်နက်လုံနေတယ်ဆိုရင် အရှေ့လေပိုင်းဒေသအတွင်းကဆော်ရီအာရီဗျလိုနိုင်ငံကလည်းနျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်လာနိုင်ပါတယ်မြန်မာစစ်တပ်ကလည်းရုရှားစီကနျူကလ িয়ার နည်းပညာကိုရယူဖို့အတွက်အကြမ်းကြီးစူးစမ်းနေတာကိုမိတ်ဆွေတို့အနေနဲ့သတိထားကြည့်နိုင်ပါတယ်အနုမြူစွမ်းရင်ဆိုတာကနျူကလ িয়ার စွမ်းရင်နဲ့မြန်မာနဲ့နျူကလ িয়ার စွမ်းရင်ကို2025ခုနှစ်အလွန်နောက်ပိုင်းနှစ်တွင်မှာပညာမတက်ဆင်းရဲတဲ့နိုင်ငံတွေသာ နျူကလ িয়ার လိုလက်နက်မျိုးကို ပိုင်ဆိုင်လာကြမယ်ဆိုရင်ကမ္ဘာကြီးရဲ့အဆုံးသက်ကလည်းကြီးကပ်နေပြီလို့မှတ်ယူနိုင်ပါတယ်။မိတ်ဆွေတို့အနေနဲ့ရောနျူကလ িয়ার လက်နက်ပြန်ပွားလာမှုအပေါ်ဘယ်လိုမှတ်ချက်မျိုးပေးချင်ပါသလဲ။ကောမန်မှာရေးခဲ့နိုင်ပါတယ်။